ရခတ်တော်အေကရခိုင်ပြည်နယ်ကြောက်တော်နဲ့မြောက်ဦးမြို့နယ်တို့မှာရခိုင်လူငယ်တွေကိုစစ်မှုထမ်းမှုခေါ်ယူနေတယ်လို့ဒေသခံတွေထံကနေစုံစမ်းသိရပါတယ်။အသက်16နှစ်ကနေ45နှစ်တွင်မြို့သားတွေနဲ့အသက်16နှစ်ကနေ35နှစ်တွင်မြို့သမီးတွေတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးစစ်မှုထမ်းကာလနှစ်နှစ်ဖြစ်ပြီးတော့မဲနိုင်ခေါ်ယူနေတာဖြစ်တယ်လို့အေထံစစ်မှုထမ်းမြောက်ဦးမြို့နယ်မှာအသက်26နှစ်ရွယ်မြို့သမီးတူကပြောပါတယ်။ အေးတပ်ဖွဲ့ဝင်တွေရွာတွေကိုလာပြီးအစည်းအဝေးခေါ်ပြီးပြောပါတယ်တိုက်တဲ့သူကတိုက်နေတယ်မတိုက်ရသေးတဲ့သူတွေလည်းအေးတဲ့ဝင်စစ်မှုထမ်းပြီးတင်းထားတဲ့မြို့ရွာတွေကိုကာကွယ်ရမယ်လို့ပြောခဲ့ပါတယ်စစ်မှုရန်ကာလာကနှစ်နှစ်ပါလို့၎င်းကဆိုပါတယ်လက်ရှိမှာဒီမြို့နယ်တစ်ခုကစစ်မှုထမ်းမှုအကျုံးဝင်သူတွေကိုမဲနိုင်ပြီးအတုံးလိုက်ခေါ်ယူနေတယ်မတန်ဆွမ်းတို့ဂျမ်းမာရေးချွတ်တဲ့သူတွေတော့မပါဘူးလို့မြောက်ဦးမြို့နယ်က23နှစ်ရွယ်မြို့သမီးငယ်တူးကလည်းပြောပါတယ် အေးအေးအနေနဲ့အရေးပေါ်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးရခိုင်ပြည်နယ်မြို့နယ်တိုင်းကလူငယ်လူရွယ်တွေကိုစစ်မှုထမ်းဖို့မကြခင်ခေါ်ယူမယ်လို့အေးအေးနဲ့မြစ်ဆက်သူဒူကပြောပါတယ်မကြခင်မှာမြို့သားကကွေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision NDEP စစ်မှုထမ်းဥပဒေကိုပြည်သူတွေထံသို့နိုင်ငံရေးအုပ်ချုပ်ရေးဌာနတို့ကရှင်းလင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ် လက်ရှိမှာလည်းနေမြေတချို့မှာနိုင်ငံရေးမှူးဒေတာအုပ်ချုပ်ရေးမှူးတွေကတွင်ဆင် ရှင်းပြတာတွေရှိနေပြီးအရေးပေါ်ကာလမပြီးမချင်းအများဆုံး24လထိပေးရတဲ့တာဝန်ကိုထမ်းဆောင်ရမယ်လို့၎င်းကဆက်ပြောပါတယ်စစ်မှုထမ်းခေါ်ရမှာရှော့ပေါ်ကွင်းယာယီရွှေဆိုင်ကွင်းကင်းလခွင်းဆိုင်ရာ ပြတ်ထန်းချက်တွေလည်းပါရှိတယ်လို့သိရပါတယ်စစ်မှုထမ်းခေါ်ယူရေးအစီအစဉ်နဲ့ပတ်သက်ပြီးအေပြောကွင်းရဥခိုင်ဒုက္ခကိုမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းမပြန်သေးပါဘူး ရခိုင်စရိမြို့နယ်ဖြစ်တဲ့တန်တွဲရံပြေဘူးတီတောင်ရတိတောင်ပုံနာကျွန်းကြောက်တော်မင်းပြားမြောက်ဦးမြေပုံ ပေါတော်မောင်တော်အန်တောင်ကုတ်ကွန်းနဲ့ချင်းပြည်နယ်ပလဝမြို့နယ်တွေကိုအေကသိမ်းပိုက်ထားပါတယ်။လက်ချံမြို့နယ်၃ခုနဲ့စစ်တွေနဲ့ကြောက်ဖြူမှာလဲတိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲမရှိတဲ့မြို့ကတော့မန်အောင်မြို့တစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။သိမ်းပိုက်ထင်းကျုပ်ထားတဲ့မြို့နယ်တွေမှာအေကအာရခပြည်သူဒေါ်လန်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးတရားစီရင်ရေးပညာရေးကျန်းမာရေးစရဲအစိုးရရန်နရားတွေလက်ပတ်နေပြီးအဲ့ဒီဌာနဆိုင်ရာတွေမှာလည်းလူငယ်အများပြားဝင်ရောက်လုပ်ကိုင်လျက်ရှိနေပါတယ်။လက်ရှိမှာစစ်မှုထမ်းခေါ်ယူနေတဲ့တွေတချို့လူငယ်တွေလည်းစိုးရိမ်ထိတ်လန့်မှုတွေတွေ့ရှိရတယ်လို့ရခိုင်ပြည်လွတ်မြောက်ရေးတွေတိုက်ပွဲဝင်မှုစိတ်ဝင်စားလိုက်ပါကြသူတွေလည်းရှိတယ်လို့သိရပါတယ်။ရခိုင်နိုင်ငံရေးစည်ရေးလေးလာသူဥဖေတန်းကတော့ အီမာစစ်မှုမထမ်းမနေရမှုပဲအရွယ်ရောက်သူတိုင်းစစ်ပညာသင်ယူရမယ်လို့သာ ကြားသိထားတဲ့ကြောင်းမြန်မာနောင်းကိုမက်လာ25ရက်နေ့ကပြောပါတယ်စစ်မှုမထမ်းမနေရလို့တော့ချပြတာမရှိသေးပါဘူးစစ်မှုထမ်းရမယ့်အစီအစဉ်ကိုတော့အသေးစိတ်မကြားမိသေးဘူးလို့၎င်းကဆိုပါတယ်အီဟာရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်တစ်ခုတည်းကိုသာရင်ဆိုင်နေရတာမဟုတ်ပဲအာဆာ ISO စတဲ့ရိုဝင်ဂျာလမ်းနက်ကင်တွေကိုလည်းတိုက်ခိုက်နေရတယ်လို့ထုတ်ပြန်ထားပါတယ် ဒါပြင်ပြည်နယ်ပြင်ပစစ်မျက်နှာ၃ခုဖြစ်တဲ့ရခိုင်မကွေးရခိုင်အေရပရီရခိုင်ပဲခူးတိုင်းတို့မှာလည်းတိုက်ပွဲတွေရှိနေပါတယ်။ဒါကြောင့်သိမ်းပိုက်ထားတဲ့မြို့နယ်တွေနဲ့လက်နက်ကင်တွေရဲ့ယင်တွန်းလှန်နိုင်မှုစစ်အင်အားလိုအပ်နေသလိုအေကစစ်သားစုဆောင်မှုတွေရှိတဲ့ကြောင်းပလဝဒေသခံတွေနဲ့မျိုးတိုင်းရင်းသားတချို့ရဲ့ပြောဆိုမှုသတင်းတွေထွက်ပေါ်နေချိန်မှာအေရဲ့စစ်မှုထမ်းခေါ်ယူရေးအစီအစဉ်ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ အေးရဲ့စစ်ရေးနိုင်ငံရေးမာမိတ်ဖြစ်တဲ့မြောက်ပိုင်းဖွဲ့ဝင်တန်မျိုးသားလူမျိုးရေးတက်မတော် TNN တွေကလည်းအသက်16နှစ်မှ35နှစ်တွင်တန်မျိုးသားတိုင်းစစ်မှုထမ်းရမယ့်ဥပဒေကိုဖေဖော်ဝါရီလ4ရက်နေ့ကတရားဝင်ထုတ်ပြန်ထားပါတယ်။အခြားတစ်ဖက်မှာလည်းစစ်ကောင်တီတက်ဟာစစ်မှုမထမ်းမနေရဥပဒေကိုပြတ်ထန့်ပြီးစစ်မှုမထမ်းညင်သူတွေလမ်းသွားလမ်းလာတွေကိုပါပေါ်တာဆွဲပြီးစစ်တပ်ထဲအတင်းအာရမပို့နေတဲ့တွေ့ စစ်ကောင်စီထင်းချိုးရာနေရာတွေကဒေသခံတွေအနေနဲ့စိုးရိမ်ကြောက်လန့်နေကြရပါတယ်။တနင်္ဂနွေလုံးစစ်မျက်နှာဖွင့်ထားရတဲ့စစ်ကောင်စီတပ်ဟာအပတ်စဉ်တစ်ခုမှာစစ်မှုတန်းဥယျာဉ်9000နဲ့အပတ်စဉ်10ခုစစ်မှုတန်းအင်အား9000စုဆောင်းခဲ့ပြီးလက်ရှိမှာလည်းအပတ်စဉ်17ခုဖွင့်လှစ်နေပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလကအတည်ပြုလိုက်တဲ့စစ်ကောင်စီရဲ့စစ်မှုတန်းဥပဒေအရအသက်16နှစ်မှ35နှစ်တွင်မျိုးသားတွေနဲ့ အသက်16နှစ်မှ28နှစ်တွင် မျိုးသမီးတွေကိုနှစ်နှစ်ထိစစ်မှုထမ်းမှုစစ်တပ်ကဆင့်ခေါ်နိုင်ပါတယ်။ဆရာဝန်အင်ဂျင်နီယာစစ်မှုလက်မှုပညာတက်မြောက်သူဒါမှမဟုတ်အခြားအတတ်ပညာတရရနဲ့အသက်မွေးဝမ်းကြောင်းနေသူ ဖြစ်ပါကစစ်မှုထမ်းရမယ့်အသက်ပိုင်းခြားကို မျိုးသားဖြစ်ပါကအသက်16နှစ်မှ45နှစ်အမျိုးသမီးဖြစ်ပါကအသက်16နှစ်မှ35နှစ်သတ်မှတ်ထားပါလိမ့်။ 2025ခုနှစ်မှာစစ်တပ်ပြန်လည်ထိုးစစ်ဆင်လာပြီးမိုးပြဲနှောင်ချိုတပိတ်ချင်း၃မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အယုတ်အကူအညီရရှိမှုတပ်သားတဲ့အာဓမ္မစုဆောင်းမှုတွေကြောင့်နည်းနည်းခေါင်းထောင်လာနိုင်တဲ့စစ်တပ်ဟာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပြန်လည်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့လေတံလွှင့်နေပါတယ်။ ကြောက်ဖြူမှာစစ်တပ်ထိုးစစ်ကို2025ဖေဖော်ဝါရီလလောက်ကစလို့အချိန်မြင့်လာပြီးစစ်ကြောင်း၃ကြောင်းနဲ့အင်အားအလုံးအင်းသုံးထိုးစစ်ဆင်နေပေမဲ့ရှေ့မတိုးနိုင်ပဲနောက်ကိုတဖြည်းဖြည်းဆုတ်ခွာနေတာ တွေ့မြင်ရပါတယ်။အာရခတက်တော် AA ကတော့အင်အားသုံးပြီးထိုးစစ်ဆင်တာ မတွေ့ရပါဘူး။ဒါကလည်းတရုတ်ကကြောက်ဖြူကိုမတိုက်ဖို့ AA ကိုဖိအားပေးခြင်းတရုတ်ရင်းနှီးမြှုပ်နှံမှုတွေမထိခိုက်လို့ခြင်းတွေကြောင့်အေဟာထိုးစစ်မစင်ပဲ ခံစစ်နဲ့တိုက်ခိုက်နေတယ်လို့ပြဆရပါတယ်စစ်တပ်ကလူအင်အားလက်နက်အင်အားအကြိမ်ကြိမ်ဖြည့်ပြီးထိုးစစ်မြင့်တင်ပေမဲ့အေအေရဲ့ခံစစ်ကြောင်းကို မထိုးဖောက်နိုင်တာတွေ့ရပါတယ်ရခိုင်ပြည်မှာအစောဆုံးတံတားချိုးတာစစ်တွေမျိုးအဝင်ကမင်းချောင်းတံတားပါ။ပုံနှကျွန်းစစ်တွေ ကားလမ်းကိုလည်းဖြတ်တောက်ထားပါတယ်။ ေကမြို့တွေတစ်ခုပြီးတစ်ခုသိမ်းနေချိန်မှာစစ်တပ်ကစစ်တွေမြို့ပတ်လည်ကရွာတွေကိုဖျက်ဆီးပြီးမြို့တွေအခိုင်အမာခံစစ်ပြင်ပါတယ်၂025မှာ အေကမင်းကန်တစ်ဖက်ကမ်းအထိ တက်လှူရှားလာတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိပေမဲ့ထိုးစစ်ဆင်တိုက်ခိုက်တာမရှိပါဘူးယခုအခါစစ်တွေမြို့ပေါ်မှာဒေသကွက်ကဲမှုစစ်ဌာနချုပ်နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေပြုပြီးတပ်သားတွေဖြည့်ထားတယ်လို့ ရဲပြူစောတီရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ပြည်သူစစ်တွေကပူးတွဲအင်အားအဖြစ် ရှိနေပါတယ်စစ်တွေမြို့ထွက်တံတားကိုစစ်တပ်ကကိုဖာတာကို ချိုးထားလို့ထိုးစစ်ဆင်မယ်ဆိုရင် ရေချောင်းကိုပဲအသုံးပြရတော့မှာပါနှစ်ဖက်စလုံးကထိုးစစ်စင်တာထက်အဖက်ဖက်ကထိုးစစ်စင်လာရင်ခံစစ်နဲ့ချေမုန်းတာကပိုကောင်းတယ်လို့ပြဆနေပုံရပါတယ် အမ်းမျိုးကိုတင်ပြီးအမ်းတောင်ကြားလမ်းအတိုင်းခြိတက်လာတဲ့အေအေနဲ့ပူပေါင်းတက်တွေဟာစစ်တပ်စခန်းတွေကိုအခုပြီးတခုစက်တိုက်သိမ်းပိုက်ပါတယ်စစ်တပ်ကမင်းဘူးပဒန်းအနီးနတ်ရီကန်စခန်းမှာခံစစ်အခိုင်မာတိဆောက်ပြီးပြန်လန်ထိုးစစ်ဆင်ပါတယ်ဒါပေမဲ့စစ်တပ်ထိုးစစ်ဟာ ရှေ့မတိုးပဲနောက်ပြန်လန်ကြပြီးနတ်ရီကန်စခန်းမှာပြန်အခြေပြုတ်လို့အချင်းချင်းစစ်အင်အားဖြည့်တင်းထိုးစစ်ဆင်နေပေမဲ့ အေနဲ့ပူပေါင်းတပ်တွေကကောင်းစွာတုံ့ပြန်နိုင်တာတွေ့ရပါတယ်။တောင်ကုန်းမြို့ကိုသိမ်းပြီးတောင်ကြားလန်းအတိုင်းကြီးတက်လာတဲ့အေအေနဲ့ပူပေါင်းတပ်တွေဟာရခိုင်နဲ့ပဲခူးနယ်နဘိတ်ထိစပ်နေတဲ့နေရာကစစ်တပ်ရဲ့မိုးထီတောင်စခန်းပကံကွဲစခန်းနတ်တောင်ကာကင်းစခန်းညောင်ကျူးဖြူဟာစခန်းတွေကိုဆက်လက်သိမ်းယူပါတယ်။ညောင်ကျူးကိုသိမ်းပြီးတဲ့နောက်မှာ အဟာ ထိုးစစ်ရပ်တန့်ပြီးခံစစ်စင်တာ တွေ့ရပါတယ်စစ်ကောင်စီကပြန်လဲထိုးစစ်ဆင်ပေမဲ့လန်ကျနေတဲ့စစ်မျက်နှာဖြစ်ပါတယ်2025နှစ်စံကစပြီးအေအေနဲ့ပူပေါင်းတပ်တွေဟာအေယာဝတီစစ်မျက်နှာကိုထိုးပေါက်တာ တွေ့ရပါတယ်ตาပေါင်းမှာမတ်လနောက်ပိုင်းတိုက်ပွဲတွေရပ်တန့်နေပြီးရေကြီးငတိုင်းချောင်းမှာဖေဖော်ဝါရီကနေ ဩဂတ်အထိတိုက်ပွဲဖြစ်ပွားနေပါတယ်။အင်ကပူလေးမျက်နှာရဲ့ပတိမွန်ရွာကမ်းလမ်းပိုင်းမှာတိုက်ပွဲဆက်တိုက်ဖြစ်နေသလိုစစ်တပ်ရဲ့လက်နက်ကြီးလေးကြောင်းတိုက်ခိုက်မှုတွေလည်းတွေ့ရပါတယ်။စစ်တပ်ဟာပတိမွန်ရွာမြောက်ဘက်ကွင်းကောက်မဲဇလီမှာ ခံစစ်ပြင်ထားသလိုအေယာဝတီနဲ့ငဝုံမြစ်ထဲမှာလည်းရေတပ်သင်္ဘောတွေချထားပါတယ်။နောက်ဆုံးသတင်းတွေအရအေကလေးမျက်နှာမြို့နယ်တဲက အန်ဒိုဂျီဆက်ဆက်ယူနဲ့ရွာတချို့ပသိမ်မိုးရွာကမ်းလမ်းတစိုက်တစ်ပိုင်းတို့ကို ထိမ့်ချုပ်ထားနိုင်ပြီးစစ်တပ်ကပြန်လည်ထိုးစစ်ဆင်ပေမဲ့ဒုမပေါက်ဖူးလို့သိရပါတယ်လက်တွေ့မှာလဲနေဆက်ကစိတ်ဝင်ပြီးဒေသခံအရက်သားတွေကိုအိုက်ခိတ်တက်ဖြတ်တာတွေ့ရပါတယ်ဒီဆင်းမျက်နှာမှာအိုက်ပွဲကြီးတွေမတွေ့ရပေမဲ့အေးဟာလုံလောက်တဲ့စစ်အင်အားချထားပါတယ် အေးအေးအတွက်ပေါ်ဆလို့မရတဲ့စစ်မျက်နှာလဲဖြစ်ပါတယ်။ရခိုင်ရဲ့ကီလိုမီတာ900ကျော်ရှည်တဲ့ပင်လယ်ကမ်းရိုးတန်းကိုစစ်တပ်ကရေတပ်ကန်ထိုးရေရင်တွေနဲ့ထိုးစစ်ဆင်မယ်လို့ချင်းချောင်နေပါတယ်။ဒါဟာဝါဒဖြန့်စစ်စင်ရေးပြုတ်လောက်တာဖြစ်တယ်လို့တကယ်လဲလုံနိုင်ပါတယ်။ရခင်ကရေချောင်းလေချောင်းပစ်ကူပေးပေမဲ့ အေးဟာအံယုတ်တန်းတစ်ချောင်းမှာရှိတဲ့စစ်တပ်အခိုင်မာစခန်းတွေကိုခြေမုံသိမ့်ပိုက်နိုင်ခဲ့တာပါယခုစစ်တပ်ရဲ့ကန်တက်ထိုးစစ်ဆင်ခြင်းဟာစုပ်လန်းမရှိလို့တပ်သားတွေများပြားနေတဲ့စစ်တပ်အတွက်အမားမခံပါဘူးကန်တက်စစ်စင်ရေးဆိုတာအပြောလွယ်ပြီးဝါဒဖြန့်ဖို့ကောင်းတဲ့လောက်လက်တွေ့ခက်ခဲပြီးတဒတ်လုံးပြုတ်သွားနိုင်ပါတယ်အေးအေးအနေနဲ့လဲများပြားရှည်လျားတဲ့စစ်မျက်နှာတွေမှာရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်နေရတာပါ စစ်တပ်ကလည်းအေအေကိုတမ်းမတစ်ခုလုံးသုံးပြီးဒိုးစစ်ဇင်းနေပါတယ်။ဒါပေမဲ့အေအေဟာကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီးတိမ့်ထားတဲ့မြို့တွေစခန်းတွေလက်လွတ်ဆုံးရှုံးရတာ လုံးဝမရှိသေးပါဘူး။စစ်တပ်ဟာရေချောင်းလေချောင်းလက်နက်ကြီးခင်မီဒရုန်းစတဲ့ပစ်ကူတွေအများကြီးအသုံးပြုနေတဲ့အေအေကိုနိုင်မြင်နိုင်သေးပါဘူး။